ဒါကြောင့်ရင်ကုန်ပြရှင်တာရဗီဒီယိုကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါအဲ့တော့ဒီတစ်ပတ်မှာဆိုရင်တော့22မှ5ရက်မေလ2025တနင်္ဂနွေနေ့ကနေပြီးတော့31ရက်မေလနောက်25စနေနေ့ဒီတပတ်တာအတွင်းကျွန်တော်တို့ခုနှစ်သားသမီးတွေကံကြမ္မာကိုကျွန်တော်ကြည့်လိုက်ကြရအောင်အဲ့တော့ဥစွာတနင်္ဂနွေသားသမီးတွေကံကြမ္မာကိုလမ်းညွှန်ဟောကြားပေးတော့မှာဖြစ်ပါတယ်အပတ်စဉ်တိုင်းကျွန်တော်တို့လမ်းညွှန်ဟောကြားပေးနေပါတယ်ဗျာ ဟုတ်အဲ့တော့တနင်္ဂနွေသားသမီးအမိတ်ဆွေများအနေနဲ့ဒီဘက်မှာဆိုတော့အခုမှရှိနေရင်တော့အရှိနေတဲ့အတိုက်အခိုက်အပြိုင်ဆိုင်တွေရန်လုံမှုတွေကိုကိုယ့်ဘက်ကအတားရတာအနိုင်ရတာဒီကိစ္စနဲ့ပတ်သက်ပြီးကောင်းစွာဖြေရှင်းနိုင်တာမျိုးတွေဖြစ်လာမဲ့ဘက်တာဖြစ်တယ်။ကောင်းသောခီးတွေတွားရမယ်။ဟာလာပျော်ရွှင်စရာခီးကောင်းသောခီးကိုယ့်အတွက်အကျိုးရှိတဲ့ခီး ခကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေစိတ်ချမ်းသာမယ်ဆိုတဲ့အခြေအနေမျိုးတွေဖြစ်အဲ့တော့အရေးကြီးခီးစဉ်ကိစ္စတွေအလုံးဝဆိုလုပ်လို့ရတယ်အထောက်ပံ့ပံ့ပိုးမှုဆိုတာမျိုးတွေလည်းဒီရွက်တာမှာကြုံရမဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့အခြေအနေတစ်ခုကနေအခြေအနေတစ်ခုကိုပြောင်းလဲတာမျိုးတွေလည်းဖြစ်တတ်တယ်အဲ့တော့ယာရုပြောင်းတာတာဝန်ပြောင်းတာအဲဒီနေရာကနေဟိုနေရာကိုပြောင်းတာဆိုတာမျိုးတွေအပြောင်းလဲတွေဖြစ်တတ်တယ်လက်ရှိရှိနေတဲ့အခြေအနေတစ်ရက်ကိုခိတ္တ ကြောခိုင်းသွားတာအခြေအနေမျိုးအပြောင်းလဲမျိုးဖြစ်မယ်။ကောင်းတော့အပြောင်းလဲပါ။အဲ့တော့အလုပ်နေရာပြောင်းတာအိမ်နေရာထိုင်ခင်းနေပြောင်းတာဒီလိုကိစ္စအပြောင်းလဲတွေကြုံရတတ်တဲ့တပတ်တာ ကာလမျိုးဖြစ်ပါတယ်။အဲ့တော့ကိုကတစုံတယောက်စီကနေအကူအညီတောင်းခံမှုရှိတဲ့ကိစ္စတွေမှာဆိုအကူအညီတောင်းခံခြင်းဖြင့်ရရှိနိုင်တဲ့တပတ်တာဖြစ်ပါတယ်။အဲ့တော့ကိုယ်ပိုင်လုပ်ငန်းရောင်းဝယ်လုပ်တဲ့မိတ်ဆွေများအနေနဲ့ဆိုရင်ဒီတပတ်တာမှာ ဟလာရောင်းဝယ်တွေကိုယ်ပိုင်လုပ်ငန်းတွေအတွက်စိတ်ချမ်းသာမယ်လုံးတော့အကျိုးရှိမယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်ငွေကြေးကြံစီတွေအောင်မြင်မယ်ငွေကြေးနဲ့ပတ်သက်ရပောက်ရလအခွင့်အလမ်းဟလာမမျော်လင့်မနဲ့ငွေဝင်တာဆိုတာမျိုးတွေဖြစ်တယ်အဲ့တော့လက်ရှိဟလာတင့်မြတ်နေတဲ့အခြေအိမ်တော်ကြီးကိစ္စတွေမှာဆိုရင်တော့နည်းနည်းလေးနားလည်မှုလွဲတာနော်တားစားရမဖြစ်တာမျိုးတွေစကားပြောရတာမျိုးလေးတွေဖြစ်တတ်တဲ့တပတ်တာဖြစ်တယ်ကျမရဲ့အရာပုံမှန်အခြေအနေသို့မဟုတ်ပုံမှန်တော့ကောင်းတဲ့အခြေအနေမျိုးမှာကြုံရမယ် တပတ်တာကာလာမျိုးဖြစ်တယ်အဲ့တော့တစုံတစ်ခုကိုကြံစီရည်ထားတာတွေရှိတယ်ဆိုအကောင်တွေပေါ်လှုပ်ဆောင်ခြင်းဖြစ်အောင်မြင်မယ်ဆိုတဲ့တပတ်တာဖြစ်တယ်အဲ့တော့အလုပ်သွားရှောက်မယ်အင်တာဗျူးဖြစ်မယ်လုပ်ငန်းသစ်တွေစတင်ထူထောင်မယ်ဟလာတခုခုသောလုပ်ငန်းကိုဟလာအလုပ်နေရာထိုင်ခင်းတွေပြောင်းမယ်စိုင်းကနာတွေဖွင့်မယ်စသဖြင့်ဒီလိုကိစ္စတွေဆိုရင်ဒီတပတ်တာမှာအောင်မြင်မယ်လှုပ်လဲလှုပ်တင်တယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ဒီတပတ်ဒီကံကောင်းနေတဲ့တပတ်တာလို့ ပြောလို့ရပါတယ်ဒီတစ်ပတ်အတွက်ကျွန်တော်တို့ကံကောင်းလက်ရှင်ကဏ္ဍအနေနဲ့ကတော့ကိုကနဲ့အကျိုးပေးတဲ့အကြောင်းကတော့ရွှေရောင်ဖြစ်ပါတယ်ဒါကတော့ကျွန်တော်တနင်္ဂနွေသားသမီးတွေတို့ပါ